အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတငငင်းတို့ရေဒီပတ်မှာ Premier League 38မှာပွဲကြံနှစ်ပွဲပဲကြံတော့တယ် Crystal Palace နဲ့ Wolverhampton ပွဲစဉ်နဲ့ Man City နဲ့ဘုံမောက်ပွဲစဉ်နဲ့ Prediction လေးမစခင်ပြောင်းရွှေ့လေးနဲ့ပြောလိုက်ရအောင်ပြောင်းရွှေ့လေးမှာလို့ဘုံမောက်သင်းကဗက်တန်ကစားသမား Huisan လို့ Real Madrid နဲ့ Harry Kowa ပါပြီပြီးတော့ Liverpool ကညာနောက်ခံကစားသမားနေရာတက်တွေ့ လီဗာကူဆင်ကဖရင်ပောင်းဖဲဝီကိုဝါပါပြီဘိုင်ယန်မြူးနဲ့လီဗာကူဆင်ကဘက်တန်ကစားသမားတက်စ်ကို green light လို့ပြနိုင်ပြီပြောတယ်ချင်းနေရအောက်ကြည့်ရမယ်ရင်ခုံးပကောင်ဒီကောင်လည်းကောင်းတာပဲဘာပြောပြောင်းရွှေ့သတင်းလေးတွေပြီးတာနဲ့ကျွန်တော်တို့38ပွဲကြံ prediction နဲ့စလိုက်အောင် လက်လက်ဆက်ဆက်ချက်ပြန်ဖြစ်တာတဲ့ Crystal Bailey နဲ့ Uber ဟန်နဲ့ပွဲစဉ်နေနဲ့စလာရအောင် Crystal Bailey ကလည်းဖလားရွာတော်တော်ပျော်နေတဲ့အနေထားနဲ့ကစားသမားတွေလည်းပွဲပန်းနေကြပြီလား Uber ဟန်တို့ခွက်ရေးရမလား Crystal Bailey တို့ရဲ့ Europa ကိုဝင်ခွင့်ရပါပြီဆိုတော့ Uber ဟန်တို့ဘယ်လိုဖြစ်စူးစမ်းမလဲအမဆက်ဆက်လေးမှာ50တမန်နဲ့ဆိုသူ့အတွက်တော့တိုက်လို့မထူကြပါဘူး ဒီပွဲစဉ်ကြီးကတော့တအားတော့အားဆိုင်ဆံမလို့တော့ဒီနေ့ကတန်းစင်ဆောင်ရတဲ့အားဆောင်ရတော့ဒီပွဲစဉ်ဘက်လီဘလို့ပေးထားတယ်ဘက်လီရတဲ့1 5 6နဲ့1 90ပပလေးပဲတိတ်လို့မကွာဟာလည်းနေထိုင်တခုမှတော့ခရစ်စတဘက်လီဝူဘာနဲ့ပေါ့ပပလေးပဲတရေကရလက်နဲ့ပဲတကောတကောဆိုရကိုရလက်ပဲကျွန်တော်ခမန်းလိုက်ပါဗျာဒါပြီးတာနဲ့စိတ်ဝင်စားဖို့ကောင်းတာမန်စီးတီးဘုံမော မန်စီးတီးဘုံမှာစိတ်ဝင်စားဖို့ဘာလို့ကောင်းလဲဆိုတော့မန်စီးတီးရဲ့ချန်ပီယံလိဝင်ခွင့်အတွက်သူကစူးစမ်းရမယ်လေချန်ပီယံလိဝင်ခွင့်အတွက်သူကအမှတ်လေမတိမ်မြိတ်လေးပဲဒီပွဲသာသူကနိုင်ဝါ60နဲ့10မှတ်နဲ့သူက73ဆိုတဲ့နေထားရောက်တော့သူနောက်တစ်ပွဲအတွက်နည်းနည်း6လဲမှာပေါ့နောက်တစ်ပွဲအတွက်ကျွန်တော်တို့အသင်းပြီးမှကျွန်တော်ဇေယျလေးဆွဲပြရင်နောက်ဆုံးပွဲကြံတဲ့6-3ရက်ဒီပွဲစဉ်လေးပဲရင်သွားမယ်ဆိုရင်တော့မန်စီးတီးကစောက်တန်တန်ကိုတည်ကြတာကသူကတော်တော်ဆိုးပါပရီးမီးယားလိမှာ ဘုံမလည်းပြီးလာအိမ်ခွင်းမှာတော့ရှုံနေတာဆိုတော့ဒီပွဲစဉ်တည်းကတော့ခြေနေသိပ်မကောင်းပေးထားတဲ့ကြေးလျာလဲတင်90နဲ့639ဆိုတော့တော်တော်ကွာဟားလာတဲ့အနေအထားတစ်ခုမှာတော့ဒီပွဲစဉ်မန်စီးတီးကတော့မဖြစ်မနေနိုင်အောင်ကန်ရမှလို့အနေအထားရှိတာပဲပက်ဂွာဒီယိုလာအတွက်ဒီပွဲမှာပရက်ရှာတော်တော်များတော့ဒီပွဲစဉ်ကိုဂိုးပြက်ပြက်နဲ့ပဲကျွန်တော်290ဆိုတဲ့ကိုရက်လာပဲကျွန်တော်ခံမှန်းရင်းနဲ့ကျွန်တော်တို့ဒီနေ့ ပွဲစဉ်30ခရက်နောက်ဆုံးအနေနဲ့တကယ်ကြီးတော့အားလုံးနှုတ်ဆက်လိုက်ပါတယ်38ပွဲအတွက်ရင်ခုန်ဖို့အတွက်ကျွန်တော်ထက်ဆောက်လိုက်အောင်ကျေးဇူးတင်ပါတယ်